ရောသူကြီးဘွားကနေနိုင်ငံတော်ကိုကဲ့တင်ခဲ့သူ1952ခုနှစ်မှာမြန်မာပြည်အတွက်အလွန်ဆိုးရွားတဲ့ကာလတစ်ခုပါနေပေါင်းများသောဆိုးဆန်တဲ့အင်းဝဒိနေဟာမုံလူမျိုးတွေရဲ့တိုက်ခတ်မှုကြောင့်ကြာရှုံးသွားခဲ့ပြီတိုင်းပြည်ကအဆင်အဆင့်အမှောက်ကွဲပြားနေခဲ့ပါလေဘသူမှအကောင်းမဆောင်နိုင်ပဲအားလုံးကလက်မြအရှုံးပေးခြင်းကြပါဒီလိုအချိန်မှာဇကိုင်းတိုင်းမုံဆိုးကိုရွာလေးတွေရောက်မှာ တကြီးတူရှိပါသူ့နာမည်ကတော့ဦးအောင်စီရပါကျန်တဲ့မြို့ရွာတွေကမုံမယင်ကိုကောင်းကောင်းလက်ခံနေခြင်းမှာဦးအောင်စီရကတော့မဖြစ်ဘူးငါတို့ရွာကောင်ငါတို့ကာကွယ်ရမယ်လို့စွန့်ပြက်ခဲ့ပါတယ်ဒါပေမဲ့သူ့မှာရွာသားတွေနဲ့လက်နဲ့အနှဲငယ်ပဲရှိရပါသူကပထမဆုံးအနေနဲ့ရွာပတ်လည်ကိုအလွန်နဲ့တဲ့ကျုံးတွေတူမြေကြီးနဲ့လှုပ်ထားတဲ့ခန္ဓာမျိုးရိုးတွေအလင်းမဲ့ဆောက်ခဲ့ပါတယ်ပြီးတော့သူ့ရွာကိုရန်နာတင်ကကုန်းပေါင်းလို့အမိပေးလိုက်ပါတယ်မော်မေကသူ့ကိုမထင်မမြင်ပြုတ်လို့စစ်တပ်ကြီးကိုလှုပ်ပြီးတိုက်ခတ်တဲ့အခါဦးရောင်ဇေယျနဲ့ရွာသားတွေက ဒီခံတဲ့ကနေအသက်ကိုရင်းပြီးရဲဝဝခုခံတိုက်ခတ်နိုင်ခဲ့ကြပြီးမုံတက်တဲ့အရှုံးနဲ့ဆုံးခွာခဲ့ကြပါဒီအောင်ပွဲဟာတနိုင်ငံလုံးပြည့်နေသွားခဲ့ပြီးမြန်မာလူမျိုးတွေရဲ့မျှော်လင့်ချက်အလင်းအောင်ဖြစ်လာခဲ့တယ်ဥရောပဇေယျကိုသူရဲကောင်းဖြစ်တတ်မှတ်ပြီးနေပဲအတိတိကကောင်းဆောင်တဲ့စစ်တီတွေကသူ့စီစုဝေးရောက်ကြလာတယ်သူဟာအလောင်းမင်းတရားဘွဲ့ကိုခံယူပြီးနိုင်ငံကိုစီးလုံးနဲ့ကောင်းဆောင်ဖြစ်ကျင်ညာခဲ့နောက်ဆုံးမှာတော့လောင်းမင်းတရားဆေးအင်ကိုတိဆောက်ပြီးမုံတို့ရဲ့မြို့တော်ဖြစ်တဲ့ဟန်တာရီတီခြေတက်တိုက်ခတ်ခဲ့ပါတယ် 1958ခုနှစ်မှာဟန်တာဝီကိုအပိသက်သိမ့်ပိုက်ပြီးကုန်းပေါ်မင်းဆက်ကိုထူထောင်နိုင်ခဲ့ပါတယ်။ရိုးရိုးရသူကြီးဘဝကနေစခဲ့ပေမဲ့အလောင်းမင်းတရဟာမြန်မာနိုင်ငံကို ပြန်လည်ဆူဆူပြီးခေတ်တစ်ခုကိုစတင်ပေးခဲ့တဲ့ဘင်းတပါးပဲတမိုင်းမှာထာဝရတင်ရှားနေခဲ့ပါတယ်။